1389ခုနှစ်မှာဂျာစာပရိသသမီးမိတ်ဆွေတွေเนาะမိတ်ဆွေတို့အနေနဲ့1386မှာဘာတွေပဲညံ့ငယ်ညံ့ငယ်ဘယ်ຢာတွေကိုပဲစိုးရဲစိုးရဲမိတ်လိုက်တော့1389ခုနှစ်အတွင်းမှာဘယ်ຢာတွေအကျိုးပေးအာတာကံကောင်းစီမလဲဆိုတာကိုဆက်ပြောပြပေးပါမယ်နံပါတ်1389ခုနှစ်ထဲမှာဂျာစာပရိသသမီးတွေဟာ social media နဲ့ပတ်သက်ပြီးလုပ်တဲ့မိတ်ဆွေများ ထင်ပေါ်ခြင်းအမှုပညာပကြီးဘဟုဘေရင်ပေရစံကြံတယုတ်ဆောင်အဆိုကအရေးတိတုခုမှနဲ့ပတ်သက်တာတွေကြော်စုံးမှုလုပ်ငန်းတွေထင်ပေါ်မှုလုပ်ငန်းတွေမှာဟောအဓိပတိအိမ်ကိုရောက်ရှိနေတဲ့ဂျာသာပရိတိဟာထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်သောနှစ်ဖြစ်ပါတယ် အများနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုယ်အမိခံလုပ်တာတွေဆိုင်းဘုတ်ထောင်းတာတို့အဲလုပ်ငန်းစတင်ပြီးတော့အခါယူတာမျိုးတွေဟောဘီဒင်ဆရာလုပ်တာမျိုးဘီဒင်နဲ့ပတ်သက်တဲ့အရာလေးတွေမှာဟောလောကီပညာရဲ့လောကုတ္တရာပညာရဲ့လေးတွေမှာပညာကိုအသုံးချအကျိုးချပြီးလုပ်တဲ့လုပ်ငန်းတွေမှာကိုယ့်ရဲ့ပင်ကိုယ်အယူအသွေးတဲလန့်ရှိတဲ့လှုပ်ဆောင်လို့တဲ့မိတ်ဆွေတွေဟာ1989မှာထင်ပေါ်ခြင်းနဲ့ကြော်စောခြင်းတွေကိုကြုံရတတ်တော်နှစ်ဖြစ်ပါတယ်။သို့တော့ဂျာဇာဖိသသမီးမိတ်ဆွေတွေဟာ ကြော်စောခြင်းထင်ပေါ်ခြင်းဂုံကြီးခြင်းဆိုတော့နမိတ်ကိုဆောင်တတ်ပေမဲ့အဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတို့ဒီတနှစ်ဟာ1989ခုနှစ်မှာအဆိုးတွေကိုလှုပ်ရင်ခက်မြန်မြန်ပေါ်လွယ်တတ်တဲ့အတွက်ကြောင့်မလို့ကိုဟာ အဆိုးတွေလောက်တဲ့အရာတွေလူများမသိစေလိုတဲ့အရာတွေသူများမမြင်စေလိုတဲ့အရာတွေမဖြစ်စေလိုတဲ့အရာတွေကိုလှုပ်ဆောင်ရင်တော့သတိပြုစင်စင်ရလိုအပ်ပါတယ်ကိုကနည်းနည်းလေးလုံမဲ့ကြံလိုက်ရင်ကိုသတင်းကြီးနေတာမျိုးတွေဟုတ်ချွေတဲ့ရင်ကြီးတဲ့ငွေမင်းသမီးရဲ့တကယ်ဆိုဆရာတရှင်းအောင်ဆိုလိုက်ချင်သေးရဲ့เนาะဆိုတော့ဟုတ်1989မှာကျဆာပရိသတ်သမီးကအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေ ရတတ်တဲ့အတွက်တော့ကောင်းတာအနေနဲ့ကြော်စောရင်တော့ဘာမှမဖြစ်ပေမဲ့မကောင်းတဲ့အရာလေးတွေကိုလှုပ်ဆောင်တဲ့အခါမှာသတိပြုရန်စင်ကြယ်ရန်လိုအပ်တော့နှစ်ဖြစ်တာကတော့အတိအကျပဲဖြစ်တယ်။ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်လည်းအလားတူပါပဲ။ကိုယ့်လက်ထဲမှာရှိတာသိန်းတရာဘဝင်းကျင်မှာမြင်တာသိန်းတစ်ထောင်သိန်းသသောအဲကောင်းပါလေငြိမ်နေလိုက်ပါသို့တော့အဲရိုက်လူခံရအောင်မင်းတို့ဒါလေးယူတော့ဘယ်ယူဆိုင်တတိထားပါငွေကြီးနဲ့ပတ်သက်ရင်အာနာတတဲ့ကြာစာပရိသတ်သမီးတွေကဒီနှစ်မှာ ခက်ပြက်ပြက်ညင်းမှာဘာလို့လဲလူထင်ကြီးခံရတာမျိုးတွေဂုံကြီးချင်းခံရတတဲ့အတွက်ရှိတာငှားတာလေးတွေမှာဂယူဆိုင်ပါကြွားဝါတတဲ့ဂျာဇာပရိသသမိတွေဒီနှစ်ဟာမိတ်ဆွေအကြွားတစ်ပေါက်ချမ်းချမ်းတောက်တဲ့မိတ်ဆွေများဒီနှစ်ဟာတတိထားပါဂျာဇာပရိသသမိပင်ကိုကစကားများတတဲ့ဂျာဇာပရိတွေဖြစ်တတ်တဲ့အတွက်1389မှာတော့အဲကို့မှာရှိတဲ့အရာတွေကို ချိုးချိုးချန်ချန်နှိမ့်နှိမ့်ချာချာနေပြီးတော့ပဲဘဝကိုအဲထင်ပေါ်မြောက်ပြီးတဲ့သူတွေနဲ့ပတ်သက်လာတဲ့အခါကိုကိုအကြိုက်လိုက်ပြောတဲ့သူတွေနဲ့ပတ်သက်လာတဲ့အခါကြာစာပိသသမီးကဒီနေ့ထဲမှာဟောမပေးခြင်းမပေးလိုက်ရတာမျိုးအာနာပြီးပေးလိုက်ရတာမျိုးဖြစ်တတ်တဲ့အတွက်အာနာရင်ခါပါတတ်တဲ့နှစ်ဖြစ်ကြောင်းကိုထပ်လောင်းပြောလိုက်ပြရစီခင်ဗျာဒီကန်ဆန်းလို့ကောင်းပါတယ် မထင်မှတ်ထားတဲ့ငွေကြီးတွေအတိတ်ကအနာဂတ်ကဘဝအဆက်ဆက်ကအထောက်အကူတွေအထောက်ပံ့တွေရရှိတတ်တဲ့နှစ်ဖြစ်တဲ့အတွက်တော့ဂျာဇာပရိသသမီးတွေဟာထင်ပေါ်ခြင်းကြော်စောခြင်းဖြစ်တယ်လို့ထီပောက်ရွေထင်ပေါ်တာမျိုးလေးတွေကြုံရတတ်တယ်။ဂျမ်းမာကြီး ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အလုတ်ကြောင့်စိတ်ပင်ပန်းရတာမျိုးတွေဖြစ်ရတတ်တယ်အလုတ်ထဲမှာမပြောမရှင်ဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်အလုတ်နဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်အပြာရင်ဆိုင်တိုက်ခိုက်တွေများတတ်တယ်ဘာကိုလှုပ်လှုပ်လဲမိတ်ဆွေဒီနေ့ဟာအပြာရင်ဆိုင်တိုက်ခိုက်တွေကြုံရတတ်တဲ့နှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဂျာစာပရိသတ်သမီးတွေဟာ1989ခုနှစ်တည်းမှာဆိုရင်တော့လုပ်ငန်းကိစ္စအလုတ်ကိစ္စတွေကိုလုပ်တဲ့အခါမှာအပြာရင်ဆိုင်လေးတွေကိုဝီယူဆိုင်ပါလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်လာတဲ့အခါကိုကိုလိုက်ပြီးအလိုလိုလိုက်ပြိုင်နေတဲ့သူတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတရိထားစင်နေဟာ လိုအပ်ပါတယ်သူအပြင်ကြာစာပိသသမိမိတ်ဆွေတွေကငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာလည်း ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာလည်းငွေကြီးကဟာပတ်သက်တဲ့ပတ်သက်ပြီးတော့ကိုကအာဏာတတာမျိုးလေးတွေကိုမှငွေရှိတာမျိုးလေးတွေဥမာငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လူထင်ကြီးအောင်ပြောတာမျိုးလေးတွေအတတ်နိုင်ဆုံးဘယူဆိုင်ပါအခွင့်လန်းကောင်းအခွင့်ရေးကောင်းတွေကိုစောင့်မျှော်နေတာမျိုးထက်အခွင့်လန်းကောင်းအခွင့်ရေးကောင်းတွေကိုဖန်တီးယူတာဟာပုံမူကောင်းမွန်သောနှစ်ဖြစ်ပါတယ်အကျိုးပေးသောလုပ်ငန်းများအနေနဲ့ကျစားပရိသတ်သမီးတွေဟာဒီနှစ်ထဲမှာဆိုလို့ရှိရင်အကျိုးမပေးတဲ့လုပ်ငန်းလေးတွေကိုဆက်ဖို့ပြပေးပြရမယ်အကျိုးမပေးတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့ဒီ1389ခုနှစ်တည်းမှာ သာပိသသမီးတွေဟာလုပ်ငန်းနဲ့ပတ်သက်ရင်ဆက်တူလုပ်ငန်းလေးတွေကိုယူဆိုင်ပါတတိထားပါဆင်ញင်ရပါမယ်။ဒါအပြင်အရှိန်မေတ္တာရေးနဲ့ပတ်သက်လာရင်တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲရတာမျိုးလေးတွေငွေကုန်ကြီးကြများရတာမျိုးလေးတွေမေတ္တာရေးနဲ့ပတ်သက်လာတဲ့အခါယာဟီပူဇာကလေးတွေပေါ်လာတာမျိုးတွေကြုံရတတ်တော်နှစ်ဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်ကျစားပရိသတ်သမီးမိတ်ဆွေတွေက1968ခုနှစ်အတွင်းမှာလက်စစ်ပစ္စည်းနဲ့ပတ်သက်တာလေးတွေအထယ်လိမ့်နဲ့ပတ်သက်တာလေးတွေတတိထားဆင်ញင်ရလိုအပ်ပါတယ်။နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ နိုင်ငံခြားခီးသွွားနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားစင်နေရန်လိုအပ်သောနှစ်ဖြစ်ပါတယ်နိုင်ငံခြားခီးသွွားကိစ္စပြီးပါခီးသွွားကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့အကြံအကြာလေးတွေပေါ်လာတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့မိမိရဲ့လုပ်ငန်းနဲ့ပတ်သက်ရင်အလုပ်ငန်းအသစ်ကိုတစ်ခုခုကိုပြောင်းရွှေ့လှုပ်ဆောင်တာမျိုးလေးတွေလုပ်တာထက်လက်ရှိရှိနေတဲ့နေရာမှာအတက်နိုင်ဆုံးမြဲအောင်အဆင်ပြေအောင်ကြိုးစားနေဖို့နှွေဖို့လိုအပ်တယ်လုပ်ငန်းတူအလုပ်တူရဲ့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေပေါ်လာတတ်တယ်အဲဆက်တူလုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါမှာအဲစားတောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါမှာနည်းန ည်းလေးအထင်ကိုအကြံကြလေးပြီးပေါ်တက်တဲ့အတွက်သတိထားစီနေရလိုအပ်ပါတယ်။စကားအများကြီးပြောရတဲ့အခါမှာအမှားအများကြီးပါတတ်တဲ့နှစ်လည်းဖြစ်တယ်လို့ဂျာစာပရိသတ်သမီးမိတ်ဆွေတွေဟာအလုံးနဲ့ပတ်သက်လာရင်အထက်လူကြီးအစီမင်းအစ်အပြောင်းလဲလေးတွေကြောင့်စိတ်မပြောတာမျိုးလေးတွေသတိထားစီနေရလိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေဂျာစာပရိသတ်သမီးတွေဟာဒီ1380ခုနှစ်အတွင်းမှာဆိုလို့ရှိရင်အဲရေထွက်ကုန်ပစ္စည်းတွေ अजूबे बारे अलावा ये आली दे अजूबे बारे बजी बबू बेरे मेरा संचाने पता डाली दे अजूबे बारे तेरना ने पता डाम्यूली दे अजूबे बारे दो दो သတိထားဆင်ခြင်ရပါမယ်ပတ်စံပြောက်တတ်ပါတယ်ပစ္စည်းပြောက်တတ်ပါတယ်တခိုးခိုးခံရတတ်ပါတယ်သတိထားဆင်နေပေးပါအရှိရင်းနဲ့ပတ်သက်လာတဲ့အခါမှာတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေတယောက်နဲ့တယောက်ရှစ်လျက်နဲ့ခဏအကောင်းနဲ့ဖြစ်စီအဆိုးနဲ့ဖြစ်စီဝေးကွာရတာမျိုးတွေကြုံရတတ်တယ်အိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ကြံတဲ့သူကြောင့်ပြဿနာကတော့ကစားမရှိနိုင်ဘူးမိမိရဲ့အိမ်တွင်းရေးကိစ္စလေးတွေမှာ သူ့ရဲ့ဆွေမျိုးသားချင်းကိစ္စမိမိရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်တုံးနဲ့တူတယောက်နဲ့တယောက်အိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်ဂျားသူကြောင့်ပြဿနာလေးတွေပေါ်ရတတ်တယ်။ငကူကအဆက်အသွယ်ပြတ်နေသူတွေပျောက်သောသူရှာလင်တွေ့မယ်နှစ် ဖြစ်တတ်ပါတယ်။အိုးအိမ်ရှမ်းမီမီယာနဲ့ပတ်သက်ရင်မိမိအမိခံဝယ်တာမျိုးလေးတွေအားနေစီတယ်။အမွေကိစ္စအမှုကိစ္စလေးတွေမှာအတတ်နိုင်လို့တတိထားစင်ကြီးဆောင်ရွက်ရန်လိုအပ်ပါတယ်။ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။နိုင်ငံခြားခီးသွားနဲ့ပတ်သက်ရင်တတိပြုရန်လိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားပြရသည်။ခြုံငုံပြောရရင်1989ခုနှစ်တွင်မှကျစားပရိသတ်သမီးတွေဟာအပန်းရောင်မိုးပြရောင်အစိမ်းရောင်ညီညွတ်ရောင်တွေဟာမိတ်ဆွေတို့ကံကိုတိုးတက်စေပြီးတော့ အဖြူရောင်အသားရောင်စင်စွယ်ရောင်ခဲရောင်တွေဟာတတိထားဝစ်စင်ရမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာဒါပြင်ကြာစာပရိသတ်သမီးတွေကဒီနှစ်တာအတော်တွေမှာအကျိုးပေးစေတော့နံပါတ်အနေနဲ့ဆိုရင်တော့တက်ကနန်း၃ကနန်းခုနှစ်ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အရေးကြီးသောနေသားတွဲလုံတဲ့နေသားတွေဆိုလို့ရှိရင်တော့တောက်ကြသားသမီးစနေသားသမီးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောနှစ်ဖြစ်တယ် ထို့အပြင်ခြုံငုံပြောရရင်ဂျာစာပိသသမီးမိတ်ဆွေတွေအနေနဲ့အရေးကြီးတဲ့ကိစ္စအိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စတွေကိုတိုင်ပင်တဲ့အခါမှာအင်္ဂါသသမီးတွေနဲ့တိုင်ပင်တာမျိုးအင်္ဂါသသမီးတွေရဲ့အကူအညီအကြံဉာဏ်ကိုရရှိအောင်ဆွမ်းဆောင်တာမျိုးတွေလိုအပ်ပါတယ်။ဒါအပြင်အဋိဋ္ဌံပြုလို့တဲ့မိတ်ဆွေများကံညံ့နေတဲ့ဘာလို့လို့ခက်ခဲနေတဲ့အင်္ဂါသသမီးမိတ်ဆွေညီအကိုများအဖို့ကတော့ဘာမှလုပ်မနေနဲ့နှစ်အစမှာ ီရက်ဗီဒီယိုမြင်တာနဲ့ရဟန်းခံလိုက်တာမျိုးဟိုဒုံလက်ဘက်ဝက်လိုက်တာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကိုညံ့နေရနေပြီးတော့စန့်ကျင်ဘက်ကောင်းလာခြင်းတွေကိုချက်ချင်းမတက်ရရှိလာပါလိမ့်မယ်မိန်းကလေးတွေဆိုတီလာရှင်ဝင်နေတော့ဝက်ပေါ်တော့သို့တော့ကောင်းပြီဆရာသားမိန်းကလေးဆိုရင်တော့တီလာရှင်ဝက်ဖြစ်မှာမဟုတ်ဘူးဆရာသားသဘင်နှမျောလို့ကောင်းပြီဆိုတော့အဲအကုသို့ကြည့်တဲ့ကြောင့်ပြောတာဒီနှစ်တာတော်တွင်မှာအဋိဋ္ဌံပြုလို့တဲ့ကြာစာပိသသမိများအရဟံတိဋ္ဌိဆိုတော့ဂုံတော်ပတိကိုတနေ့ကို၃ပတ်နှုန်းနဲ့၁၈ရက်တည်းအဋိဋ္ဌံဝင်ပါကလိုယာတောင်းစု ဟုတ်ကိုဟောတူပြည့်စင်မဲ့နှစ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းဆရာကထပ်လောင်းပြောလိုက်ပြသည်ကောင်းပြီအဆက်ဆက်ရရလုပ်ငန်းဆောင်တာကိစ္စတွေအဆက်ဆက်ရရအစဉ်ပြေစီဖို့ငွေကြေးကိစ္စမိမိရဲ့အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စတွေအားလုံးလိုရာပြည့်စင်ဖို့အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ခင်ဗျဆရာတို့ကျွေးပကံများတစ်ချက်ထဲမှာ9000ကျယ်လေးတစ်ပုံကိုဆွဲလိုက်ပါ9000ကျယ်လေးတစ်ခုကိုဆွဲလိုက်အဲ့ဒီကျယ်ကျယ်ရဲ့အလယ်တက်တဲ့မှာအကျွေးစီလေးတစ်စုပ်ကိုထည့်တင်ပါ ဆရာပြန်ပြန်ပြန်နော်ကျွေးပကံများတစ်ချက်တည်းမှာ9000ကျယ်လေးတစ်ခုကိုဆွဲလိုက်9000ကျယ်လေးတစ်ခုကိုဆွဲလိုက်ဆွဲပြီးသွားတဲ့အခါအဲ့ဒီကျယ်ကျယ်ရဲ့အလဲတက်တဲ့မှာအကျွေးစီလေးတစ်စိုက်ထည့်ပြီးမိစဉ်ဖျောင်းနိုင်တင်ထွင်းမှာတခါထွင်းရင်9ရက်တိတိထွင်းမှာဒါဆိုရင်အခါခဲအကြက်တဲမှန်လားမြယူပြစ်တယ်လို့ကောင်းမွန်လာပါမယ်ဆိုတဲ့အကြောင်းပြောရင်1368ခုနှစ်မှာဂျာဇာပရိသတ်သမီးမိတ်ဆွေအားလုံးကံကောင်းမှုတွေအတူတူပိုင်ဆိုင်လို့ကံညှမ်းမှုတွေအားလုံးဟောတုပြောက်ပါစေကြောင်းဆုတောင်းရင်းနဲ့တောက်ကြနဲ့ရောက်ခါလာပါပြီခင်ဗျတောက်ကြပြီးပါဆရာကို d v b 的内容蛮没